ဘူးသီးလေးကနှုတ်ဖက်နေတော့ချက်ဘူးလေးကအယံကိုမှစားလို့ကောင်းတာပါပဲရှင်။ Hello အားလုံးမင်္ဂလာပါရှင်။ဒီနေ့မှာတော့ကြက်တောင်ပံလေးနဲ့ဘူသီးလေးနဲ့အရေတောက်ချက်မယ်ပေါ့နော်။ပြီးတော့ငရုတ်ရေတောင်ထောင်းပါမယ်ရှင်။ဒီနေ့ကတော့ကြက်သားမုတ်ပဲနဲ့ကြက်တောင်ပံပေါ့နော်။ကြက်တောင်ပံမှာပါတဲ့အသားတွေရဲ့ကြက်တောင်ပံကြက်ဆောက်တွေနဲ့ဘူသီးနဲ့ချက်ပါမယ်ရှင်။ကြက်တောင်ပံနဲ့ကြက်ဆောက်တွေကိုတန်ရှင်းစင်ကြင်အောင်စီကြောလိုရပြီဆိုရင်တော့ရတာနေနဲ့ဂျိုမိုစာ၊စနွေမုတ်၊ငံပြိုင်နဲ့မဆလာတို့ထည့်ပြီးရတာတွေနေပါမယ်။ ဟင်းချက်ဖို့တွင်ငရုတ်တီနှစ်ကိုတော့ငရုတ်တီစိတ်မုတ်တဲ့ကိုချင်းထောင်းပါမယ်ပြီးသွားရင်စက်သွန်ဖြူထည့်မယ်စက်သွန်နီထည့်ပြီးတော့ကော်လုံးညက်သွားတဲ့အနေထားကြီးကိုထောင်းသွားပေးလိုက်ပါမယ်ရှင်ဒီနေ့ကတော့ကျွန်တော်တို့အိမ်မှာငရုတ်သိမ့်မကုန်ရအောင်မိနေရတယ်ပေါ့နော်အဲ့ဒါနဲ့ပဲငရုတ်သိခွဲချမ်းလေးနဲ့ပဲထောင်းလိုက်ပါရရှင်ဒီညမှာငရုတ်သိစိတ်မဟုတ်ပဲတော့တော့ငရုတ်သိခွဲချမ်းမဟုတ်ပဲတော့တော့မိမိစိတ်ကြိုက်ပါနော်အဲ့တော့ငရုတ်သိခွဲချမ်းမဟုတ်တဲ့ကိုချင်းနေစွတ်သွန်ဖြူတွေစွတ်သွန်နီတွေညက်နေတဲ့အထိကိုထောင်းသွားပေးလိုက်ပါမယ်ရှင်ငရုတ်သိအနှစ်အတွက်ပါရှင် အခုနောက်ပိုင်းကျမမိမိကဒီမျိုးစုံနဲ့ထောင်းတာပေါ့နော်ဟင်းအနှစ်ပိုရတယ်ဆိုပြီးတော့နောက်ပိုင်းကိုမျိုးစုံနဲ့ပဲထောင်းပြနေရများတယ်ပေါ့နော်ကဲကျမတို့ရုပ်သီးနဲ့ဘောင်ပစ္စည်းလေးတွေကို ထောင်းပြီးသွားပြီဆိုလို့ရှင်တော့ဘူးဒီလေးကိုအခွန်ခွာပြီးတော့စိတ်ထားမယ်ပေါ့နော်ဘူးဒီလေးလေးအရန်နှုတ်ဖတ်နေတဲ့အခါကျတော့ကျမအတွင်းကဥရိုင်းကိုမဖယ်တော့ဘဲနဲ့အကုံလုံးကိုတုံးပလိုက်တယ်ပေါ့နော် ဘူးဒီကတော်တော်လေးကိုလိုဖန်နေရပါရှင်အဲ့တော့ဘူးဒီကိုလည်းမဆလာချုံမုံစာဆွမ်းမွေးမုံနဲ့ငံပြားကြီးထည့်ပြီးတော့ရတာရိနှက်ဆက်သွားအောင်နေလိုက်မယ်ပေါ့နော်ဘူးဒီကတလုံးလုံးသုံးလာတဲ့ခါကျတော့လေအရသာရိနှက်ဆက်သွားအောင်လို့တည်တည်ကြာကြာလေးနေသွားပြပါမယ်ရှင်ကျမတို့ခုနထောင်းလာတဲ့ယူသီးနှစ်ပါတခါတည်းထည့်ပြီးတော့ဗောနောအရသာတွေအားလုံးဘူဒီအသားတွေကိုစိတ်ဝင်သွားစီဖို့တက်ရောနှောသွားစီဖို့တကူတည်တည်ချာချာလေးနေသွားပြီးလိုက်ပါမယ်ရှင်။ ဘူးသီးလေးကလေးတအားနှုတ်ဖက်နေတဲ့အခါကျတော့ချိုးပြီးတော့အယမ်းကိုမှစားလို့ကောင်းလို့ပါပဲရှင်။ပါဝင်ပစ္စည်းလေးတွေနဲ့ငယုတ်သေးအနှစ်တွေနဲ့ဘူးသီးတွေနဲ့ရောသမားမိသွားတော့တည်တည်ချာချာလေးနေပြီးလိုက်ပါမယ်။အားလုံးရောသမားသွားပြီဆိုရင်တော့ကျမတို့ခုနအရသာနေထားတဲ့စသားထဲမှာရေလေးအနှဲငယ်ပဲထည့်ပါမယ်။ပြီးတော့စီလေးထည့်ပြီးတော့အဖုံးအုပ်ပြီးတော့ချက်သွားပြီးလိုက်ပါမယ်ရှင်။ ကျမတို့ဘူးသီးတွေကြက်သားတွေလုံးဝနူးသွားတဲ့အနေထားထီကိုစိတ်မြေလင်းပြေးလေးနဲ့ချက်သွားပေးပြပေါ့နော်တစ်ချက်တစ်ချက်လဲမွေးပြီးပြီးတော့အဖုံးပွင့်ပြီးတော့မွေးပြပါမယ်ရှင်ပြီးရင်အဖုံးလေးပြန်ပိတ်ပြန်ချက်ပေါ့နော်ကျက်သားတွေကျက်အယိုးတွေပြီးတော့ဘူးသီးတွေလုံးဝနူးဤသွားတဲ့နေသားတွေကိုကျမတို့ချက်သွားပေးလိုက်ပါမယ်ရှင်။ဘူးသီးကနူးဖက်နေတဲ့အခါကျတော့လေကျက်သားလေးတွေနူးဤတဲ့အထိချက်လိုက်တဲ့အခါဘူးသီးလေးတွေတော့မှပဲနည်းနည်းကြည်ရေကုန်မယ်ပေါ့နော်။ ချက်ဘူးလေးရဲ့ချက်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်မျိုးရီထောင်းဖို့အတွက်ငပီအီကိုစနေမုံလေးနဲ့ငယ်ထည့်ပြီးကြိုးပါမယ်ပြီးသွားလို့ရှိရင်အယိုးတွေကိုဖယ်ထုတ်ပြီးအရေးပဲယူမယ်ပေါ့နော်ဒီရွေးရထောင်းလေးကတော့ကျွန်မခဏခဏလေးတင်ပို့ပါရရှင်အဲဒါပေမဲ့လည်းကြိုက်နှစ်သက်တဲ့ခါကျတော့လေပြန်ပြန်ပြီးတော့ထည့်ပြီးတော့သုံးပြတာပါနော်ကျွန်မဗီဒီယိုကိုခုမှစကြည့်မဲ့သူတွေတော့လည်းအသုံးဝင်အောင်ပါရှင်ကျွတ်တွန့်ဖြူလေးလည်းနှွာထားပါမယ်ပြီးတော့ စွန်ကြောင်းရဲ့မြို့သီးစိမ်းလေးတွေလည်းစီးထားပါမယ်။ပြီးွားရင်ခုနကစစ်ထားတဲ့ငပိရီထဲမှာပစွန်ကြောင်းနဲ့ကျွန်တော်တို့မြို့သီးစိမ်းလေးကိုပြုတ်လိုက်ပါမယ်ရှင်။ဒီတစ်ခါတော့စစ်တုံနေမတုံးတော့ဘူးပေါ့နော်စစ်တုံနေမစစ်တုံနေမိဖုတ်ထားတာမတုံးမယ်နဲ့ကျမတို့စစ်တုံဖြူနဲ့ငရုတ်သီးစိမ်းပစွန်ချောက်လေးပဲတုံးပါမယ်ရှင်ပစွန်ချောက်နဲ့ငရုတ်သီးစိမ်းလေးတွေပြုတ်ထားတာစက်သွားတဲ့နေထားရောက်ပြီဆိုရင်လည်းကျမတို့တစ်ခါစစ်ထုတ်လိုက်ပါမယ်စစ်ထုတ်ပြီးရေသက်သက်အဖက်သက်သက်လုပ်ပြီးတော့အဖက်သက်သက်ကိုကျမတို့အဖက်ကိုကကျတော့ထောင်းထားပဲပေါ့နော် တော့ပစွန်ချောင်းနဲ့ရုပ်သီးစိမ့်တွေကိုကျမတို့မျိုးစုံထဲမှာထည့်ပြီးတော့ထောင်ဖို့အတွက်အဖက်သက်သက်အရေးသက်သက်ပြန်ပြီးတော့စီယူပါရရှင်အရင်ညိုထောင်လို့ရှင်လားဒီမှာစပစ်တော်နေရောပေါ့နော်မီးဖုတ်ပြီးသုံးတာတို့နောက်မျိုးသီးစိမ်းတို့စတော်ဖြူတို့လှော်တာတို့အသုံးပြုရပေါ့နော်ဒီတစ်ခါကတော့တစ်မျိုးလေးပေါ့ရှင်အဲ့ကျမတို့ခုနကစစ်ထုတ်ထားတဲ့ပတ်ဝန်းကျင်ပစ္စည်းလေးတွေကိုညက်နေအောင်ထောင်သွားပါမယ်ရှင်အဲ့တော့ကျမတို့နှော်ထားတဲ့စတော်ဖြူလေးကိုပါထပ်ထည့်ပြီးတော့ထောင်လိုက်ပါမယ်ရှင် ားလုံးညက်သွားတဲ့အနေထားရောက်ပြီဆိုတော့ကျွန်တော်တို့ခုနကစစ်ထားတဲ့ငပိရည်တဲ့ကိုဒီထောင်ထားတဲ့အနှစ်တွေထည့်လိုက်ပါမယ်ငုံတိမုတ်ထည့်ပါမယ်စစ်သွန်နီမြို့ထုတ်တာလေးမပါတဲ့ခါကျတော့အရည်ကြီးတော့နည်းနည်းချင်းပဲပေါ့နော်ဒါပေမဲ့အရန်ပုံမှာစားလို့ကောင်းတဲ့ငြိုရီထောင်လေးပါရှင်အရသာနီနဲ့ချုံမုတ်လေးနည်းငယ်ထည့်ထည့်လိုက်မယ်ပေါ့နော်ပြီးွားရင်တော့အားလုံးရောသမမှွေသွားအောင်တည်တည်ချာချာလေးမှွေသွားပြီးလိုက်ပါမယ်ရှင် ချက်ဘူးနဲ့ life fashion ကဒီလိုမျိုးရီထောင်းပဲပေါ့နော်အဲ့တော့ဒီနေ့မျိုးရီထောင်းလေးပါထောင်းလိုက်တာပါရှင်ဒါဆိုရင်တော့ဟင်းပွက်လေးတွေပြင်လိုက်ပါတော့မရှင်မျိုးရီထောင်းလဲဆိုတော့အတုစရာလေးတွေရစုံမှဖြစ်မှာပေါ့နော်အဲ့တော့အတုစရာလေးများများလောက်ထားပါတယ်ပြီးတော့ရွက်ကြော်နေနေရတော့ကျွန်တော်ဟင်းနုနယ်ရလေးကြော်လိုက်ပါမရှင်ဒီချက်ဘူးလေးနဲ့မျိုးရီထောင်းနဲ့တုစရာနဲ့ဟင်းနုနယ်ရကြော်နေရတော့အရှမ်းကိုမှ life ဖတ်တဲ့ ထမင်းတနပ်ပဲပေါ့နော်အရန်ကိုမှစားလို့ကောင်းပါတယ်ရှင်ကျမရဲ့ဗီဒီယိုလေးတွေကိုစုံလေးကြည့်ရှုပေးကြတဲ့တဝရီအောင်ရှင်စီရိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ကျမရဲ့ဗီဒီယိုလေးတွေကအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်ကျမရဲ့နောက်ထပ်ဗီဒီယိုလေးတွေကိုလည်းအားပေးကြပါအောင်လို့တောင်းဆိုပါတယ်နော်နောက်ထပ်ဗီဒီယိုအသစ်တွေမှာပြန်လည်တွေ့ဆုံပါမယ်ရှင်အားလုံးပဲဘိုင်ဘိုင်